ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တင်ကဘလူလူလဲဆိုတာလေးပြောကြမယ်နော်တင်ကဘလူလူပါလဲရှင်ကျွန်တော်မေချာကအကူနဲ့စကားပြောတော့အကူကပြောတယ်ငယ်မအခုခေတ်လူတွေကလက်ညှိုးနဲ့လက်မမကွဲကြဘူးတဲ့လက်ညှိုးနဲ့လက်မကွဲအောင်လုပ်ရမယ်လို့အကူကပြောခဲ့ အမှန်ပဲဗျအခုခေတ်မှာ လူတော်တော်များများကလက်ညှိုးနဲ့လက်မကိုမတဲခွဲကြဘူးလူတွေက သူတို့လက်ညှိုးထိုးနိုင်တာကိုငါကွားဆိုပြီးလက်မထောင်နေတဲ့လူတွေကခက်များများရေတကယ်တော့မမမမမမကန်ကန်လှုပ်ဆောင်ပြီးဥဆောင်ပြီးအောင်မြင်မှုတွေကိုမှငါကွားဆိုပြီးလက်မထောင်တဲ့နေဒါပေမဲ့လေအဲ့လိုလူတွေကခက်ရှာရှာရေလူတယောက်ကိုဘလို့ပြစ်တင်ရမလဲဘလို့ပြောဆိုရမလဲဘလို့ချိန်မောင်းရမလဲလို့စဉ်းစားတယ်ပြီးရင် မင်းတို့ငါ့ကိုဒါမျိုးလာမချိုးနဲ့ဆိုတဲ့ပုံစံနဲ့ပြောမယ်။ပြီးရင်သူတို့ကိုအဲ့လိုပြောဆိုလိုက်နိုင်တာကိုငါ့ကွာဆိုပြီးတော့လက်မတထောင်ထောင်လှုပ်တက်ကြတယ်။အခုခေတ်မှာတော့ဒီလိုလူတွေကပဲပို့ပြီးတော့ပေါ်များပါရဲ့ရှင်။ဒါဆိုရင်ကိုကရောလက်ညှိုးထိုးတာကိုလက်မထောင်မှမသိထောင်နေရဲ့လူလား။ဒါမှမဟုတ် တကယ်မမမမလှုပ်ဆောင်ရင်းနဲ့လက်မထောင်နေရဲ့လူလားဆိုတာကဲတင်ရောဘလူလူပါလေရှင် မမကန်ကန်လက်မထောင်နေရလားဒါမှမဟုတ်လက်ညိုးထိုးရင်းနဲ့လက်မထောင်နေမိပါသလားရှင်နိုင်ငံနေနဲ့ချီပြီးတော့မပြောတော့ဘူးဘာလို့ဆိုတော့ကိုကိုကိုတွင်းနေရကဲတင်ဘူကအဓိကဆိုတော့လေကိုကိုရိုင်းကသာလက်ညိုးထိုးရင်းနဲ့လက်မထောင်နေမိမယ်ဆိုရင် ဘလို့နင်းနေမှာတူတက်လာဖို့ရရှိမှာမဟုတ်ဘူးเนาะဘလို့ဥဆောင်ကြမလဲပြီးတော့ဘလို့လက်မထောင်ကြမလဲပေါ့ကိုယ့်ရဲ့ရွေးချယ်ခွင့်နဲ့ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ပဲသူများကိုအပြစ်ရှာရင်နဲ့လက်မထောင်မလားအကောင်းဆုံးကိုလှုပ်ဆောင်ပြီးရောလက်မထောင်မလားသူတပါးကိုအပြစ်ရှာရင်လက်ညှိုးထိုးရင်နဲ့လက်မထောင်နိုင်မယ်ဆိုလို့ရှိရင်ကိုဟာကို့အရေးသွေးတွေကနှိမ့်ကြတဲ့ နှိမ့်ကြလာဖို့ပဲရှိမယ်ကိုယ်ရည်သွေးကိုယ်ကိုယ်ကိုမြင့်တင်မှုဆိုတာကဥဆောင်မယ်အောင်မြင်အောင်လုပ်မယ်ဒီလိုအောင်မြင်မှုမျိုးကိုမှငါကွားဆိုပြီးတော့မှန်မှန်ကန်ကန်လက်မထောင်တင်ပါတယ်ကဲဒါဆိုရင်ကိုကနေ့စဉ်သူများကို အပြစ်ရှာရင်းနဲ့ငါကွားလက်မထောင်ကြမလားအကောင်းဆုံးလုံဆောင်ရင်းနဲ့ငါကွားလက်မထောင်ကြမလား လက်မထောင်မိလိုက်တဲ့အချိန်တိုင်းမှာလဲငါမှန်မှန်ကန်ကန်လက်မထောင်မိနေထောင်နေမိရဲ့လားဆိုပြီးတော့ပြန်ပြီးရစဉ်းစားစီခြင်းပါတယ်ကိုလက်မထောင်မိရဲ့အချိန်ကအမှန်ကန်ဆုံးနဲ့အကောင်းမွန်ဆုံးဖြစ်ကြပါစေကောင်းခြင်းနေနဲ့အောင်မြင်ခြင်းတွေကိုပဲရရှိကြပါစေလို့ပြောချင်ရင်လည်းကိုကဘလို့လူလေးလေးဆိုတာပြန်လဲဆန်းစစ်ဖို့အောင်မြင်မှုတွေကိုစွယူဖို့မှန်ကန်တဲ့ လက်မထောင်ခြင်းလူတွေဖြစ်ဖို့ပြောချင်ရင်အဆုံးသတ်လိုက်ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်